Every move, every strike, every single destruction has led to this. I know we are not quite natural allies. We're here to help the Avengers save the world from a common enemy. All of history has happened across many universes. Otherwise, we don't stand a chance. ရာ Stone X မှာကျူပါရယ်မကြခင်မှာရိုက်ကူးရေးစားတော့မဲ့အချိန်ကိုနီးလာလေတေချာပြီးဖြစ်တဲ့ Avengers 5 Doomsday ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မယ်ဆိုတာကိုပို့ပြီးတော့သိလာရပါတယ်ဒီနေ့ဗီဒီယိုမှာတော့လူအများစုစိတ်ဝင်စားနေကြမဲ့ဒီရုပ်ရှင်မှာ Loki Kang တို့ကဘယ်လိုပါဝင်လာနိုင်မလဲဆိုတဲ့အကြောင်းအရာနဲ့ Doctor Doom ကဘာတွေလုပ်မလဲဘယ်လိုပုံဖော်ပြသွားမလဲဆိုတဲ့အကြောင်းတွေကိုပြောပြလာတဲ့ဆောင်းပါးကိုအသေးစိတ်ရှင်းပြပေးလိုက်ပါတယ်ဒါမျိုး Marvel DC နဲ့ပတ်သက်ပြီးတော့ update တဲ့တင်တွေကိုနေ့စဉ်တင်ဆက်ပေးနေရမှာလို့စိတ်ဝင်စားကြရဆိုရင် channel ကို subscribe လေးမလုပ်ရသေးဘူးဆိုရင် subscribe လေးလေး ုပ်ထားပေးကြပါအောင် and as always guys ဗီဒီယိုလေးတွေကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ USB PN လေးခံပြီးရကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကို sound out ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်ရအောင် I am the night. I am Batman. โอเคဒီ report ကိုမကြသေးခင်ကပဲနှစ်ပေါင်းများစွာသတင်းမှန်တွေကိုပဲတင်ပေးနေတယ် cosmiccircus.com က predator တွေကို Avengers 5 Doomsday ရုပ်ရှင်နဲ့ပတ်သက်ပြီးပြန်လည်ဖြေကြားပေးခြင်းနေစီကနေပြီးတော့ရလာတာဖြစ်ပါတယ် and finally finally Loki နဲ့ပတ်သက်ပြီးတော့ပါဝင်လာပြီလည်းဖြစ်ပါတယ်အားလုံးသိကြတော့တာက Loki ဒီ season 2အစုံမှာ multiverse ကြီးတစ်ခုလုံးကိုချုပ်ကင်ထားနိုင်တဲ့ ultimate power ကြီးကိုရသွားခဲ့ပါတယ်ယခင် fail line ဖြစ်တဲ့ Hero Remains က timeline တွေကိုဖြည့်ဆည်းပြနေတဲ့စက်ကြီးနေရာမှာသူရဲ့ god power တွေနဲ့ပေါင်းပြီးတော့သူတို့ရဲ့ Norse mythology ရဲ့က war 3G ကိုဖန်တီးပြလိုက်ပါတယ် and အဲ့ဒီအချိန်တွေကလည်းလုံးဝပျောက်ကွယ်သွားခဲ့ပါတယ် but ဒီလိုမျိုး ultimate power ကြီးကမျက်စိလွှဲလို့မရနိုင်တဲ့အရာကြီးဖြစ်သွားခဲ့တယ်လို့အာနာပါဝါကိုစာလောင်နေသူတွေဥမာဒေါက်တာဒွန်းလို့ပဲတွေအတွက်တရေယူစရာမျိုးဖြစ်လာခဲ့ပါတယ် insider တွေဖြေကြားထားတာအရာလဲ only loki ကသာ multiverse တစ်ခုလုံးကိုကယ်တင်နိုင်မဲ့ power မျိုးကိုရှိသူဖြစ်တယ် but သူရဲ့အမြင်ကသူကအရာအားလုံးကိုကယ်တင်ပေးခဲ့ပြီး multiverse တစ်ခုလုံးကိုလွတ်လပ်စေလိုက်တယ် villain gang တွေအကုန်လုံးကိုကင်တွယ်ပေးလိုက်ပါတယ် but သူမတွေးမိလိုက်တာကဒီ villain gang တွေတားကျင်နေ ေတဲ့ incursion ဆိုတဲ့အရာတဘာဝအတိုင်း university ကြားကဘောင်နေစီးတွေကိုဖျက်ဆီးမိတဲ့အခါဖြစ်ပေါ်လာတဲ့ incursion တွေဆိုတာကကိန်းတွေလုံးဝဖြစ်တာမျိုးမဟုတ်ဘဲနဲ့ဥပမာနောက်ဆုံး multiverse of madness မှာဆိုရင် doctor strange လို့ကောင်းကားတော်မှာလောက်ခဲ့တာဖြစ်တဲ့အတွက်သူရှင်တန်စီလိုက်တဲ့ timeline တွေများလာလေလေဖျက်ဆီးဖို့အတွက်ဖြစ်နိုင်ခြေတွေကလည်းများလာလေဖြစ်ပါတယ်အဲဒီလို incursion တွေဖြစ်လာတဲ့အခါလူတိုင်း hero တိုင်းကလည်းသူတို့ရဲ့ university တစ်ခုလုံးကိုဖျက်ဆီးမဲ့အရေးကနေပြီးတော့ကဲတင်ဖို့အတွက်နီလန်ပေါင်းစုံနဲ့ကြိုးစားကြမှာဖြစ်ပါတယ်အဲဒီထဲမှာ doctor doom ကလည်းအပါအဝင်ဖြစ်ပါတယ် report မှာရေးထား ရာရဆိုရင်ဒေါက်တာဒွန်းဒီသူ့ဘာသာဟီးရိုးတယောက်လို့မြင်တယ် like infinity war တော့ကဒါနုစ်ကိုလူတွေကနားလဲပေးလို့ရခဲ့တယ်လို့ပဲဒေါက်တာဒွန်းကလည်းနောက်ဆုံးမိနစ်မှာမှကန်းငယ်ရာကိုအစားထိုးပြီးတော့ဝင်ပါလာတယ်ဆိုတော့ villain လို့မမြင်မဲနဲ့သူရဲ့နောက်လိုက်တွေအတော့ပါသူကဟီးရိုးတယောက်ဆိုပြီးတော့သတ်မှတ်ခံရတဲ့ကောင်းမျိုးပဲသူက he who remains ကိုဒေါ်တာထွက်နေခြင်းဖြစ်တယ် he who remains ဒီ loki series ရဲ့မှာရှင်းပြခဲ့တယ်လို့616ဆိုတဲ့ secret timeline တစ်ခုတည်းကလွဲပြီးတော့ကြံတဲ့ universe တွေ variant တွေအကုန်လုံးကိုဖျက်ဆီးပစ်ခဲ့တယ်ဆိုတဲ့အတိုင်းဒေါက်တာဒွန်းရဲ့ timeline ကလည်းအဲ့ဒီဖျက်ဆီးအခံခဲ့ရ တဲ့တဲကတစ်ခုဖြစ်နေခဲ့ပါတယ်။ Maybe Sylvie ရဲ့ origin လို့ပဲဒေါက်တာ Doom ကလည်း TVA လာရောက်ဖျက်ဆီးတဲ့အခါမှာလွတ်သွားခဲ့တူတူဖြစ်နိုင်ပြီးတော့ TVA ဖျက်ဆီးပြလိုက်တဲ့သူ့ရဲ့ timeline ကြီးကိုပြန်ပြီးတော့တိဆောက်ကျင်တာသူ့ရဲ့လွတ်လပ်မှုကိုပြန်ရကျင်တာဆိုပြီးတော့ရေးသားထားပါတယ်။ So maybe ထွက်ခဲ့တဲ့ leak photo ရဲ့အရာဆိုရင်ဒေါက်တာ Doom က1600ကျော်ခဲလောက်ကရှေးခေတ်ပုံစံမျိုးနဲ့ Universe ကကောင်းမျိုးဖြစ်နိုင်ပါတယ်။အဲဒီကနေမှလည်းဒေါက်တာ Doom ကို Gang Loki Ro နဲ့ဓာတ်ရိုက်ချိန်ဆက်နိုင်တာလည်းဖြစ်ပါတယ်။အတိတ်ပဲလည်းပို့ပြီးတော့ရှိသွားခဲ့ပါတယ်။တကယ်လို့ဒါဒေါက်တာ Doom ကသူ့အပေါ်မှာ Gang လောက်ခဲ့တဲ့လုပ်ရက်တွေကိုသိရဆိုရင် ် TVA ဆိုတာကိုလည်းသိမှာပါပဲ and အခုအချိန်မှာ Hero Remains ကမရှိတော့တဲ့အခါသူရဲ့ power ကိုဘယ်သူကရထားလဲ Loki ပဲဆိုတော့ Loki ရဲ့နောက်ကိုလိုက်လာကြမှာမျိုးဖြစ်နိုင်ပါတယ် comic ထဲမှာတော့အခုလိုမျိုး ultimate power အရာရာကိုဖန်တီးနိုင်ဖျက်ဆီးနိုင်တဲ့ power တွေကို Beyonders တွေကပိုင်ဆိုင်ထားတာဖြစ်ပြီးတော့အခုအချိန်မှာတော့ MCU မှာ Beyonders တွေကိုမိတ်ဆက်ပေးဖို့ဆိုတာကမမီနိုင်တော့တဲ့အတွက်အစုံမဲ့ power ကြီးဒီ multiverse တစ်ခုလုံးကိုအုပ်စိုးနိုင်မဲ့ Loki စီမှာလက်ရှိရှိနေတဲ့ power ဆိုပြီးတော့ဒါဖြစ်သွားနိုင်ပါတယ် insider ရေးထားတာအရဆိုရင်ဥပမာကျွန်တော်တို့ရဲ့616 universe ဆိုရင် Loki ီကဒါနုစတက်လို့တေးသွားပြီဒါပေမဲ့ဒီအန်ကင်းရုပ်ရှင်ရဲ့အကျိုးဆက်ကြောင့်ဖြစ်လာတဲ့ဗာရှင်အကွဲလိုကီဆိုတာကိုသူတို့ကမသိဘူးဒါပေမဲ့တယောက်ယောက်ရှိမယ်ဒီလိုပါဝါနဲ့တယောက်ယောက်ရှိနေမယ်ဆိုတာကိုသူတို့ကလည်းတီလာကြလိမ့်မယ်အဖြေချာကြရင်လည်းမာတီဗာစီရဲ့စန်တာမှာရှိနေတဲ့လိုကီရဲ့ source ကိုတီသွားပြီးတော့ရောက်လာကြမှာမျိုးဖြစ်နိုင်တယ် and maybe ဒါမျိုးတခြား universe ကညံအကောင်ဆုံးပါဆိုတဲ့ကောင်လေးဥမာ illuminati လိုကောင်မျိုးတွေကလည်း loki ရဲ့ source ကိုတီသွားကြလိမ့်မယ်ဒီတော့ဒေါက်တာ doom အပါအဝင်တခြားကိုယ့်ရဲ့ universe ကိုကယ်တင်ခြင်းကြတဲ့ hero တွေတိုင်းအဖွဲ့တွေတိုင်း universe တိုင်း ာရအကောင်တွေကလိုခီကိုအရင်ဆုံးရှာနိုင်တဲ့သူလိုခီစီကိုဦးဆုံးရောက်တဲ့သူကလိုချင်တာရမယ်ဆိုတဲ့တဘောမျိုးနဲ့အပြိုင်ဆိုင်ရှာဖွေပြေးလာကြမယ်ဇလံမျိုးဖြစ်နိုင်ပါတယ်။ဒါကြောင့်လဲ Avengers Doomsday နဲ့ Secret Wars ရုပ်ရှင်ကလုံးဝကွဲပြားမယ်ရုပ်ရှင်နှစ်ခုဖြစ်နေမှာပါ။ Doomsday ရုပ်ရှင်က event တွေကလက်ရှိ616 Universe ကဟီးရိုးတွေနဲ့616 Universe ပေါ်မှာပဲဖြစ်ပျက်နေတဲ့အရာတွေပေါ်မှာဘယ်လိုဖြေရှင်းရမလဲဆိုတာကိုအဖြေရှာကြမယ်ဇလံဖြစ်ပေမဲ့ Secret Wars ရုပ်ရှင်စတဲ့အချိန်မှာတော့ကမ္ဘာအသစ်ကြီးတစ်ခု Doctor Doom စိတ်ကူးရင်ဖန်တီးထားတဲ့ reality ကြီးအသစ်ကြီးတစ်ခုမှာဇလံအသစ်စသွားမှာ မာတွေကိုမြင်ရမှာဖြစ်ပါတယ် of course loki ကသူ့ကိုယ်သူကာကွယ်ဖို့အတွက်တော့ကြိုးစားမှာပဲဖြစ်ပေမဲ့ဒီဇလန်အတိုင်းသာဆိုရင် doctor doom ကနိုင်ကိုနိုင်မှာပဲဖြစ်တဲ့အတွက် loki ရဲ့ power ကိုယူဖို့ယူမှာပဲဖြစ်တဲ့အတွက် loki ကိုတပ်ပစ်လိုက်တာကိုဒီရုပ်ရှင်ရဲ့အဆုံးမှာမြင်သွားရနိုင်ပါတယ် who knows maybe secret wars comic ထဲက molecule man နေရာလိုမျိုးအယူတရားလိုတစ်ပင်ကြီးအောင်မှာစောက်ထိုးကြီးထိုင်နေရသူအဖြစ်နဲ့လည်းဆက်လက်ပါဝင်သွားနိုင်ပါတယ် so predator တို့ကဘယ်လိုထင်ကြလဲ avengers 5 doomsday ရုပ်ရှင်ကဒါမျိုးဇလန်ဖြစ်မယ်ဆိုရင်ကြိုက်ကြလားဆိုတာတွေကို comment section မှာရေးထားပေးခဲ့ကြပါအောင် and as always guys video လေးတွေကို ချက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြားဆိုရင်တော့ video တွေတက်လာတဲ့အခါ USBN လေးခံပြီးတော့ကြည့်ပေးကြဖို့ကေတက်လာတဲ့ကြော်ညာလေးကိုစောင်းအောင်တီးကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက် video တွေမှာပဲတွေ့ကြရအောင်